ခုလက်ရှိ internet စာမျက်နှာပေါ်မှာတည်ထောင်ချက်စီတာနဲ့ပတ်သက်ပြီးတော့အဖြစ်အပျက်တွေအများကြီးဖြစ်ပေါ်နေပါတယ်။ညနေ3:00နာရီကပြည်နယ်ဝရေးတံတားပေါ်ကနေခုံချသက်တည်သွားတယ်လို့မြို့ကကပြောပါတယ်။ကမာတီကမာတီတံတားပေါ်မှာနမောရိတ်ကျောင်းအတွင်းအမျိုးသမီးတွေကခုံချမှုတွေပါရှိပါတယ်။ကမာတီကမာတီတံတားပေါ်မှာဆက်ပြီးတော့ခုံချမှုတွေပါရှိပါတယ်။ကမာတီကမာတီတံတားပေါ်မှာနမောရိတ်ကျောင်းအတွင်းအမျိုးသမီးတွေကခုံချမှုတွေပါရှိပါတယ်။ကမာတီကမာတီတံတားပေါ်မှာနမောရိတ်ကျောင်းအတွင်းအမျိုးသမီးတွေကခုံချမှုတွေပါရှိပါတယ်။ကမာတီကမာတီတံတားပေါ်မှာနမောရိတ်ကျောင်းအတွင်းအမျိုးသမီးတွေကခုံချမှုတွေပါရှိပါတယ်။ကမာတီကမာတီတံတားပေါ်မှာနမောရိတ်ကျောင်းအတွင်းအမျိုးသမီးတွေကခုံချမှုတွေပါရှိပါတယ်။ကမာတီကမာတီတံတားပေါ်မှာနမောရိတ်ကျောင်းအတွင်းအမျိုးသမီးတွေကခုံချမှုတွေပါရှိပါတယ်။ကမာတီကမာတီတံတားပေါ်မှာနမောရိတ်ကျောင်းအတွင်းအမျိုးသမီးတွေကခုံချမှုတွေပါရှိ ဘယ်လောက်တိုက်ပြီးရမှာဒီထဲကိုခုံချပါတယ်လို့မနက်လေးညနေခင်းကနေဆောက်ထားတဲ့အရာတွေကြားပေါ်ပါနေပြီးတော့ဩဂတ်စတာဖြစ်ပြီးရနေမော်လနဲ့ခွဲလောက်ကစီစီတို့များလာပြီးဒီကိစ္စကိုဆုံးစီချွတ်သားလျောင်းတာခေပေါ်ကအမျိုးသားတူခုံချပြေဆုံးမှုဖြစ်ပွားခဲ့ပါတယ်စစ်အာဏာရှင်လက်အောက်ကြောက်ရောက်နေတဲ့မြန်မာနိုင်ငံမှာပြည်ပခါတွေကလည်းနေရာအနှံ့ဖြစ်ပေါ်နေပြီးတတိုင်းပြည်လုံးဂျုံဂျုံကြနေကဒုက္ခတွေနဲ့ရင်ဆိုင်နေရပါပြီစီးပွားရေးကြက်တဲမှုအလုတ်ကန်ရှားပါမှု မလုံခြုံမှုအနာဂတ်ပျောက်ဆုံးမှုစတဲ့အခြေအနေတွေကိုရင်ဆိုင်နေရပြီးနေ့စဉ်စောင့်ဝတ်နေတဲ့လုံခြုံရေးအတွက်ယုံကံနေကြရတဲ့ပြည်သူတွေအတွက်ကတော့တကယ်လောကငရဲပါပဲဒီလိုအဖက်ဖက်ကအဆင်မပြေမှုတွေကြုံလာတဲ့အခါမှာနောက်ဆက်တွဲပြဿနာအနေနဲ့အင်တွင်အကြမ်းဖက်မှုတွေဖြစ်တာမိသားစုပြိုကွဲတာစတဲ့လူမှုရေးပြဿနာတွေကလည်းဆက်ပါလာပါတယ်ဒီပြဿနာတွေကိုပြည်လျောင်ဖြေရှင်းနိုင်ဖို့တယောက်တည်းခွန်အားနဲ့မလွယ်တဲ့အခြေအနေမျိုးမှာစိတ်ဖြည့်ဆည်းမှုတွေနဲ့လူတွေဟာစိတ်ထွက်ပေါက်ဖြစ်ရရလက်နက်နဲ့ကုတ်ကူကိုနာကျင်အောင်လုပ်တော့တာပါပဲ စိတ်ဖြည့်စည်းတာစိတ်တက်ကြတာမျိုးကိုကိုနီးကိုဟန်နဲ့နေမျိုးမျိုးကုတာရင်တေဆုံးခြင်းမှအပတခြားနည်းလမ်းမရှိဘူးလို့ထင်လာတဲ့အခါမှာကိုကိုကိုအဆုံးစီရင်ဖို့စူးစမ်းလာကြပါတယ်မြန်မာနိုင်ငံမှာကိုကိုကိုအဆုံးစီရင်မှုတွေဟာ2019ကစတဲ့ကိုဗစ်ကာလမှာခက်ဆစ်ဆစ်ဖြစ်လာသလို2021အာနာတိတ်မှုဖြစ်စဉ်အပြီးမှာတော့ပုံမှုဆိုးရွားလာနေပါတယ် WHO ရဲ့စင်စရာတွေအရ2021ခုနှစ်နှစ်စမ်းပိုင်းမှာမြန်မာနိုင်ငံရဲ့တက်တည်မှုနှုန်းဟာ လူဦးရေတသိန်းမှာ2.9ရောင်နှုန်းရှိနေတယ်လို့ဆိုပါတယ်။အာနာသိန်းခံရပြီးတဲ့နောက်ကိုကိုကိုတက်သေးတဲ့စည်ရင်စရာကိန်းကနန်းတွေမရရှိတာကြောင့်တိတိကျကျမသိရတော့ပါဘူး။ဒါပေမဲ့သတင်းဌာနတွေရဲ့ဖော်ပြမှုအရကိုကိုကိုအဆုံးစင်မှုတွေဇက်တိုက်ဖြစ်ပေါ်နေတာကိုတွေ့ရှိနေရပါတယ်။2022ခုနှစ်ဒုတိယ6လတာကာလအတွင်းမြို့နယ်30ကျော်မှာမိမိကိုကိုအဆုံးစင်သူပေါင်း50နီးပါးရှိခဲ့တယ်လို့သတင်းတွေအရသိရပါတယ်။ဒါအပြင်ဒဝယ်မြို့အခြေစိုက်ဇဘူတီရိအရေးပေါ်လူနာကူညီသဆောင်ရေးအဖွဲ့က ကူညီပေးခဲ့တဲ့စည်းရင်းအရတဝယ်ဒေသတစ်ခုထဲမှာတော့2022ခုနှစ်အတွင်းအဆုံးစီရင်မှုကြိုးပမ်းသူ၉ဦးထိရှိခဲ့တယ်လို့ဆိုပါတယ်။ဒီစည်းရင်းတွေကဒိုင်းဌာနတွေမှာပေါ်ပြပါရှိမှုပေါ်ကောက်ယူထားတာဖြစ်ပြီးမြေပြင်အခြေအနေမှာဒီထက်များစွာပုံမနိုင်တာကိုတွေ့ရှိရပါတယ်။မိမိကိုယ်ကိုအဆုံးစီရင်တဲ့ပုံစံတွေထဲမှာတံတားပေါ်ကနေခုံချတာကျိုးဆွဲချတတ်တည်တာနဲ့ဥသက်ဆွေးတောက်တာတွေကအများဆုံးဖြစ်နေတာပါ။တိုးတက်ပြီးနိုင်ငံတွေမှာတော့ စိတ်ပိုင်းဆိုင်ရာဝေနာတွေခံစားလာရပြီဆိုရင်စိတ်ရောဂါကြံ့ကျင်ပညာရှင်တွေနဲ့ဆွေးနွေးပြသလေးရှိကြပေမဲ့မြန်မာနိုင်ငံမှာတော့ဒီလိုအလေးထားမရှိကြပါဘူး။ယူနေတဲ့သူတွေကစိတ်ရောဂါကိုဆရာဝန်နဲ့ပြသဖို့လိုတယ်။စိတ်ရောဂါကိုဆရာဝန်နဲ့ပြရင်ပတ်ဝန်းကျင်ကအယူလို့ထင်မဲ့စတဲ့လွဲမှားတဲ့အယူဆတွေလည်းရှိနေပါတယ်။ဒါကြောင့်ကိုယ့်ကိုယ်ကိုတတ်သိတာတွေကဘာကြောင့်ဖြစ်တယ်။နောက်ပြီးဘလုံနီးတွေနဲ့အချိန်မီတားဆီးလို့ရနိုင်မဲဆိုတာတွေသိနိုင်ဖို့စိတ်ကျန်းမာရေးပညာရှင်တယောက်နဲ့အခုပဲတွေ့တွေ့လိုက်ပါဦးမယ်။ ိုင်ကယ်နဲ့25မိနစ်လောက်မောင်းမိချိန်မှာတော့ဆီယာမတ်ခင်မိုးမင်းနဲ့တွေ့ဆုံမဲ့နေရာကိုရောက်ရှိပါပြီဆီယာမတ်ခင်မိုးမင်းကစိတ်ပညာနဲ့ပတ်သက်ပြီးပညာရပ်ပိုင်းမှာရောလက်တွေ့လုပ်ငန်းခွင်ပိုင်းမှာပါကျွမ်းကျင်သူပညာရှင်တစ်ဦးဖြစ်ပါတယ်လုံခြုံရေးအခြေအနေရဆီယာမတ်နဲ့ပတ်သက်တဲ့အသေးသေးအချက်လက်ကိုတော့ဖော်ပြနိုင်ခြင်းတော့မရှိပါဘူးဆီယာမတ်တွေ့ရတာကိုဝမ်းသာပါတယ်ခင်ဗျာဟုတ်ကဲ့ဝမ်းသာပါတယ်ဆရာကျွန်တော်ဒီနေ့လာရတဲ့အကြောင်းကတော့ကိုကုတ်ကိုတတ်တေရတွေများလာတဲ့အပေါ်မှာစိတ်ကျမ်းမာရေးရှုတော့မှာနေဘာတွေသတိထားတယ်လဲဆိုတာကိုမေးမြန်းဖို့ပါကျွန်တော်မြန်မာနိုင်ငံမှာ ကိုဗစ်ကာလတစ်ခုကိုကျွန်တော်ဖျက်တမ်းခဲ့ရတယ်ပေါ့နော်2019မှာစပြီးတော့ကျွန်တော်တို့ကိုဗစ်စပြီးကြုံတွေ့ရတယ်ကိုဗစ်ကာလတစ်လျှောက်လုံးမှာကျွန်တော်တို့တွေဒီစီးပွားရေးရဆိုင်တာအလုတ်ကန်ရှားပါလာတာဒီအလုတ်တွေပြုတ်ကြတာအဲ့ဒါအပြင်မိသားစုတွေဟိုတည်ဆုံးတဲ့အတွက်မိသားစုတွေကွဲကွာရတာစသဖြင့်ဒီဒဏ်ကိုခံခဲ့ကြရတယ်ပေါ့လေအဲ့ဒါပြီးတော့မပြီးသွားပဲနဲ့ကျွန်တော်တို့ဒီဆက်အာနာသိန်းတာ2021မှာဆက်အာနာသိန်းတဲ့ကိစ္စထပ်ဖြစ်တယ်ထပ်ဖြစ်တော့ဆက်အာနာသိန်းပြီးနောက်ပိုင်းမှာကျွန်တော်တို့ဒီပြဿနာတွေပို အကြက်တဲတွေပုံပြီးကြုံတွေ့ရတယ်ဗောလေဟုတ်တယ်အဲ့တော့အခုဒီသတင်းတွေမှာဆိုလို့ဆိုရှင်ကိုကိုတတ်တေတာတွေကဇက်တိုက်လို့လို့ဖြစ်လာတယ်ဗောဖြစ်လာတဲ့ခါကျတော့ဆရာမအဲ့ဒီခုနပြောသွားတဲ့ဒီအကြက်တဲတွေကြောင့်မို့လို့ဒီလိုတတ်တေမှုတွေကဖြစ်လာတာလားဗောဆရာမဘယ်လိုမြင်ပါသလဲခင်ဗျာအရင်ဆုံးထောက်ဟွာဗောเนาะကျမတို့ပြန်ပြီးသုံးသပ်ဖို့လိုတာဗာလဲဆိုရင်ကျမတို့နိုင်ငံမှာဆိုရင်တနိုင်ငံလုံးကိုကိုစားပြုတဲ့ data ဗောเนาะ nation wide data ကတော့အဲကျမတို့နိုင်ငံမှာမရှိဘူးဗောเนาะအဲဒါပေမဲ့ ဟိုကျမတို့ common sense အရာပေါ့နော်ဟိုခက်စိတ်စိတ်ပေါ့ကိုကိုတက်တည်တဲ့တင်းနေကြားကြားလာရတယ်ပြီးတဲ့ခါမှာစိတ်အဆင်မပြေတဲ့အတွက်ကိုချစ်ရတဲ့သူတွေနဲ့ပြဿနာဖြစ်ကြတယ်ဒီလိုပြဿနာတွေကတော့များလာတယ်ဆိုတာအမှန်ပဲပေါ့နော်ဥပမာကျမတို့ mental service ပေးတဲ့အာ farm နေနော် company တွေမှာဆိုလို့ရှိရင်ကျမတို့စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုရယူတဲ့လူဦးရေရင်ထက်စားပိုများလာတယ်ပေါ့နော်အဲ့တော့ကျမတို့ တနိုင်ငံတော့ကိုစားပြုတဲ့ data တော့မရှိဘူးဒါပေမဲ့ရနိုင်တဲ့များ data တွေအရာဆိုရင်ကျမတို့အခုလက်ရှိမှာစိတ်ပိုင်းဆိုင်ရာပြဿနာတွေပိုများလာတယ်ကိုကိုတက်သေးရဲ့ဟာလေကျမတို့ခက်စိတ်စိတ်ကြားလာရတယ်ပေါ့နော်အဲ့တော့ဟိုကျမတို့ဘာတွေရတက်ရောက်မှုရှိလဲပေါ့နော်ဘာလို့ဒီလိုမျိုးအာဟိုတရင်နေကျမတို့ခက်စိတ်စိတ်ဖြစ်လာလဲဒီလိုမျိုးစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာကြလဲဆိုရင်ကျမတို့ဒီ social determinants of health ပေါ့နော်ဒါကျမပညာရဲ့စကားလုံးနဲ့ဆိုရင်တော့ social determinants of health ပေါ့အဲ့တော့ဒီ ကျမတို့ရဲ့ကျမ်းမာရေးပေါ့နော်စိတ်ကျမ်းမာရေးတွေမှာကပဲနဲ့ရုပ်ကျမ်းမာရေးကိုပါအဆုံးဖြတ်ပေးနေတဲ့ကျမတို့လူမှုနဲ့ဆိုင်တဲ့အချက်လက်တွေရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီအချက်လက်ကကျမတို့ economic instability ပေါ့ဒီစီးပွားရေးမတည်မငြိမ်ဖြစ်မှုပေါ့နော်ဆိုတော့အဲ့ဒီစီးပွားရေးမတည်မငြိမ်အဲဖြစ်မှုကဆိုလို့ရှိရင်ကျမတို့ရဲ့ကျမ်းမာရေးရုပ်ကျမ်းမာရေးရောစိတ်ကျမ်းမာရေးရောကျမတို့ထိခိုက်စေတယ်ပေါ့နော်အဲ့တော့အခုကျမတို့နိုင်ငံမှာဆိုရင် covid မှာရောပြီးတော့ပေါ့နော်အခုဒီစစ်အာဏာသိမ်းတဲ့အခါမှာဆိုတော့ဒီ economic instability က ပိုဟွာဖြစ်တယ်ပေါ့နော်သိတာတယ်ပြီးတဲ့အခါမှာကျွန်တော်တို့ဆင်းရဲမွေးတည်မှုပေါ့နော် poverty ပေါ့အဲ့တော့ဒီအချက်လက်တွေကဟိုကျွန်တော်တို့ဒီ level အကြီးမှာပေါ့နော်တနိုင်ငံလုံးအဆင့်အနည်းနဲ့အားလုံးပေါ်မှာတိုက်ရောက်နေတဲ့အချက်တွေဖြစ်တယ်ပေါ့နော်နောက်တစ်ချက်ကကျွန်တော်တို့အဲ့ဒီဒီစီဝါးကြီးမတည်ငြိမ်မှုရဲ့နောက်မှာကျွန်တော်တို့အလုပ်အလုပ်ပြုတ်သွားကြတယ်အဲပြီးတဲ့အခါမှာဟိုဒီ ဟိုရှိပြီးသားပေါ့နော်လက်ရှိတည်ငြိမ်နေတဲ့အခြေအနေကနေပြီးတော့မှဟိုပြောင်းလဲမှုတွေဖြစ်သွားတယ်ဒါတွေကကျမတို့ရဲ့စိတ်ကြမ်းမာရေးကိုဟိုတနိုင်ငံလုံးအနေထားနဲ့တည်ရောက်မှုရှိစေတဲ့ဟာတွေပေါ့နော်နောက်တစ်ချက်ကကျမတို့ဘာရှိလဲဆိုတော့အကြံဖတ်မှုတွေကျမတို့ကြုံတွေ့ရတာပေါ့နော်အာသူတစ်ဖင်ကျမတို့ဒီဆက်အာနာတိတ်တဲ့အခါမှာဆိုရင် ဟိုကျမတို့ဒီအကြမ်းဖက်မှုတွေကြုံရတယ်ကိုတိုင်းတော်၎င်းပေါ့နော်တဆင့်တော်၎င်းမြင်ရကြရတယ်အဲ့ခါမှာဟိုကျမတို့ဒါဒီစိတ်ဒဏ်ရာတင့်စီတဲ့ဖြစ်ရတည်ဖြစ်စီတယ်ပေါ့နော်ဆိုတော့စိတ်ဒဏ်ရာတင့်စီတာဖြစ်ရတည်ကိုကျမတို့နေစင်နေအမြကြားလာရတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကကျမတို့ရဲ့စိတ်ကြမ်းမာရေးကိုဟိုထိခိုက်စေနိုင်တဲ့ risk factor တွေပေါ့နော်အန်တရာယ်ရှိစေတဲ့အချက်တွေဖြစ်တယ်ဟုတ်ကဲ့ကျွန်တော်စိတ်ပညာရှုထောင့်အောင်ဆိုလို့ရှိရင်ဒီတက်တဲ့ကျင်စိတ်အဆင့်ထိမရောက်ခင်မှာဘလို့အဆင့်တွေကို ကိုကတ်တန်လည်းဘယ်လိုလက္ခဏာတွေပြလဲပေါ့လေဟုတ်ကဲ့ဒါရှင်းပြပြတော့ဟုတ်ကဲ့ပါဆရာအဲ့တော့ကျမတို့ဒီသက်သေရဲ့ဟာပေါ့နော်ဒီ suicide နဲ့ပတ်သက်တဲ့အခါမှာဆိုကျွန်တော်တို့နှစ်ပိုင်းရှိတယ်အာတချို့ကြတော့ကျမတို့လုံးဝလက္ခဏာရဲ့ပေါ့နော် symptom အာမပြတာမျိုးလဲကျမတို့ရှိလာဆိုတော့ရှိတယ်တချို့ကကြတော့ဟိုဘာမှပေါ့နော်ဟိုကျမတို့ဟိုဟိုပေါ့ဘယ်လိုပြောရမလဲ အာလက္ခဏာလေးတွေမပြဘူးပေါ့နော်လက္ခဏာလေးအပြုတ်မှုလေးတွေလည်းမပြဘူးပြောတာမျိုးလည်းမရှိဘဲနဲ့နောက်တက်သေးတာမျိုးရှိတယ်ပေါ့နော်ဒါလည်းရှိတယ်။ဒါပေမဲ့အာ sometime နေပေါ့နော်ဘလိုမျိုးတွေဖြစ်လဲအာဘလိုရှေ့ပြေးဟိုဒီအပြုတ်မှုမျိုးလေးတွေရှိလဲဆိုတာလည်းရှိတယ်ပေါ့နော်တချို့ကြတော့လည်းကျွန်တော်တို့ရှိတယ်ဆိုတော့အဲ့ဒါတွေကအာဘာတွေလဲဆိုလို့ရှိရင်အဓိကအားဖြင့်တော့ဒီတေတက်သေးခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြောလာတာမျိုးပေါ့နော်အာဥပမာအားဖြင့် ထားပါတော့အာကျွန်မကပြောမယ်ပေါ့နော်အော်ငါအခုဒီကားစီးနေရကားငါစီးနေရကားတရားကိုလာတိုက်သွားပြီးတော့ငါတေးသွားလဲအေးတာပဲဆိုပြီးကျွန်မတို့ပြောတာမျိုးပေါ့နော်အဲ့လိုပြောတာမျိုးတို့ပြီးတဲ့အခါမှာဒီအော်နောက်တစ်ခုကပါလဲဆိုရင်ကျွန်မတို့ငါတေးသွားလဲငါ့ကိုဘယ်သူမှလွမ်းမှာမဟုတ်ပါဘူးပေါ့ငါဘယ်သူတွေ့မှာရေးမပါဘူးဆိုပြီးကျွန်မတို့ပြောတာမျိုးတို့ပေါ့နော်အဲ့တော့ဒီ အဲ့တော့ဒီသေခြင်းနဲ့ပတ်သက်တဲ့ကျွန်တော်တို့ဒါအကြောင်းအရာတွေပြောပေါ့နောက်တစ်ခုကပလန်လောက်တာပေါ့နော်အစီအစဉ်ချတာမျိုးပေါ့ဥပမာအဖြစ်ဟိုကျွန်တော်တို့ဒီပို့သက်စေကိုအော်ဝယ်တာမျိုးပေါ့နော်ဒါဟိုပလန်အစီအစဉ်ချနေပြီပေါ့နော်ပြီးတဲ့အခါမှာဒါရင်းနဲ့ပတ်သက်ပြီးတဲ့အခါကျတော့အပြောလာတာတွေးလာတာအစီအစဉ်ချလာတာနောက်ဆုံးမှကျမတို့ဒီ suicide အလုပ်တဲ့ဟာပေါ့နော်ဆိုတော့အဲ့တော့ကျမတို့နှစ်ပိုင်းရှိရတချို့ကတော့ဒီလို hints ပေါ့နော်ဒီလို um ဟာကျွန်တော်တို့နမိတ်မပြဘူးပေါ့နော်ကျွန်မဘယ်လိုပြောအောင်ဟောအဲ့လိုမျိုးဒီရှေ့မှာကြိုတင်ပြီးရှေ့ပြေးအာအချက်လက်တွေမပြဘဲနဲ့လောက်သွားတဲ့သူတွေရှိရဲဒါပေမဲ့အာရှေ့ပြေးအချက်လက်တွေပြတဲ့သူတွေလည်းရှိရဲပေါ့နော်ခုနကကျွန်မပြောခဲ့တဲ့တည်ခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေတွေးတာပြောတာအစီအစဉ်ချတာလက်တွေ့ကောင်းထဲပေါ်တာတွေပေါ့နော်ဟုတ်ဟုတ်ကဲ့အဲ့တော့ကျွန်မဟိုတတ်တည်ခြင်းစိတ်တစ်ခု ဖြစ်မလာခင်မှာခုနဟိုကကြိုပြီးပြင်ဆင်တာတွေဟုတ်နော်အဲ့ရတဲ့ပတ်သက်ပြီးတော့ ပြောတဲ့စကားတွေဒါတွေကလည်းသင်သိနိုင်တာပေါ့နော်ဟုတ်ကဲ့အဲ့ဒါတွေကလည်းတဆင်သိနိုင်တယ်ကျွန်မတခုကြံခဲ့တာလေးရှိတယ်ပေါ့နော်အဲ့တော့ကျွန်မတို့ဘယ်ဟာမှာဆိုရင်ပို့ပြီးတော့သိတာလဲဆိုရင်အာကိုချစ်ခင်ရတဲ့သူတွေပေါ့နော်ကိုတို့အရေးပါတဲ့လူတွေကိုကျွန်မတို့စပြီးနှုတ်ဆက်တဲ့အချိန်မှာဆိုလို့ရှိရင်ဒါပို့ပြီးတော့အာတိတာဆောင်အချက်ပေါ့နော်။ဥမာသူကငါတက်သေးတော့မယ်။ငါ့ကိုမလွမ်းနဲ့ဒီလိုမျိုးတိုက်ရိုက်ပြောတာမျိုးဖြစ်ချင်မှဖြစ်မယ်ပေါ့နော်။အာစပြီးတော့နှုတ်ဆက်တာမျိုးပေါ့နော်။အော် ဟိုဘာဘာမှအကြောင်းရရေရရမရှိပဲနဲ့ပေါ့နော်။သွားစရာနေရာမရှိပဲနဲ့ဒီတိုင်းပေါ့နော်။ goodbye ဆာလုပ်တဲ့နှုတ်ဆက်တဲ့ချိန်မျိုးတွေမှာဆိုရင်တော့အာဒါသည်အာကျမတို့ဟိုတတိထားရမယ်ပေါ့နော်။ကျမတို့အဲ့လိုမျိုးလာပြီးနှုတ်ဆက်တယ်ဆိုလို့ရှိရင်သူဒီ suicide လုပ်မယ်လို့ကျမတို့100%ပြောတာမျိုးတော့မဟုတ်ဘူး။ဒါပေမဲ့ဒါသည်အာကျမတို့တတိထားရမယ်အချက်ဖြစ်တဲ့အတွက်အဲ့လိုချိန်မှာအကူအညီအာကျမတို့ရနိုင်အောင်ကူညီပေးဖို့လိုတယ်ပေါ့နော်။ဟုတ်ကဲ့။အဲ့တော့ဆင်မဒီဟုတ် ်တက်တေကိုအဆင့်ထိမရောက်ခင်မှာခုနပြောတဲ့အပြုတ်မှုတွေအပြောဆိုတွေရှိလာပြီဆိုတဲ့အခါကျတော့အခုဆိုလို့ရှင်ကျွန်တော်လူမှုကွန်ရက်စာမျက်နှာကတအားကိုအသုံးများတယ်ကျွန်တော်နိုင်ငံမှာလေအဲ့ဒီခါကျတော့ဒီလူမှုကွန်ရက်စာမျက်နှာမှာတင်တဲ့ post တွေရာနေတဲ့ဆင်တော့တင်နိုင်လားဟုတ်ကဲ့အဲ့တော့ကျမတို့ဒါကလည်းအကြောင်းအရာတစ်ချက်အနေနဲ့ပါဝင်နိုင်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီလူမှုကွန်ရက်က100%အာဒီ predict ပေါ့နော်ဂျိုတင်ခံမှန်းနိုင်တယ်လို့တော့ပြောလို့မြောက်ဒါပေမဲ့အကြောင်းအရာတစ်ခုအနေနဲ့တော့ပါတယ်ပေါ့နော်အဲ့တော့ ီးတဲ့ခါကျတော့ကျမတို့ဒီ cyber bullying ပေါ့နော်ဒီလိုမျိုးဒီအနိုင်ကျင်းနဲ့ဟာမျိုးကတော့ဒီကျမတို့ပြင်ပပြင်ပဘူးပြင်ပဘဝမှာကျမတို့ bullying လောက်ခံရတဲ့အတွေ့အကြုံကလည်းကျမတို့ suicide ကိုဖြစ်စေတဲ့အကြောင်းညာအာဒီဒေကတစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒါပြကျွန်တော် cyber bullying ကလည်းအာဒီအကြောင်းအရာတွေကတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့တော့ဒီကျွန်တော်တို့ဒီ social media ကလည်းဥမာသူကအဲ့ဒါမျိုးကြုံရတယ်ဆိုလို့ရှိရင်လည်းသူဒီအာသူ့ရဲ့ society ဖြစ်ချင် society တော်၎င်းဒါမှမဟုတ်သူ့ရဲ့တခြားသောစိတ်ပိုင်းဆိုင်ရာစိတ်ကြမ်းမာရေးကိုတော့၎င်းထိခိုက်နိုင်တဲ့အခြေအနေတွေကြုံရနိုင်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကခုနဆရာရဲ့ question မေးခွန်းမှာဆိုလို့ရှိရင်အဲဒီသူ့ရဲ့ social media post တွေကနေသိနိုင်လားဆိုတော့ကျမခုနကပြောခဲ့တဲ့အကြောင်းအရာတွေပေါ့နော်ဒီတသိချင်းနဲ့ပတ်သက်တဲ့အတွေးအကြံတွေအဲကျမတို့ထပ်ခါတလဲလဲပြောလာမယ်ပြီးတော့ ပလန်ပေါ့နော်ဒီအစီအစဉ်ကြီးစပြီးတော့လုပ်လာမယ်ဆိုလို့ရှိရင်ဒါအတိုင်းအတာတစ်ခုတည်းသိနိုင်တယ်ပေါ့နော်အဲ့မဲ့နောက်တစ်ခုကကျွန်တော်တို့ဘာလဲဖြစ်နိုင်လဲဆိုလုံးဝ silent ဖြစ်နေတာမျိုးလည်းရှိတယ်ကျွန်တော်တို့ဘာမှမပြောတော့တာပေါ့နော်ဟိုကိုကအရန်စိတ်အစင်မပြေဖြစ်လာတဲ့အသက်မရှင်ကျင်လောက်အောင်ဖြစ်လာတဲ့အသက်ရှင်လိုက်ဘာမှမထူဘူးလို့ခံစားလာတော့အချိန်မှာဘာမှမပြောတာမျိုးလည်းဖြစ်တော့ဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့တော့အာကျွန်တော်တို့ဒီ social media ကနေအာ အတိုင်းတာတစ်ခုထိပေါ့နော်ခံမှန်းလို့ရလာဆိုရင်တော့ရတယ်ဒါပေမဲ့အာဒီဟာတစ်ခုရဲ့မှာတော့ကျွန်တော်တို့ line လုပ်လို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့ခုနပြောသလိုလုံးဝ silent ဖြစ်သွားတဲ့လူတွေလည်းရှိတယ်ဟုတ်ကဲ့အဲ့တော့ဆင်မဒီခုပတ်ဝန်းကျင်ရလူတွေဒီတက်သေးတဲ့အဆင့်ထိမရအောင်လို့ကိုညီနိုင်လို့ရတဲ့အချိန်တွေမှာရှိလားဘယ်လိုကိုညီလို့ရမလဲဟုတ်ကဲ့ကျွန်တော်ဒီမိကွန်းကကျွန်တော်တို့အရန်ကိုကောင်းတဲ့မိကွန်းပေါ့နော်ပြီးတော့ဒီလက်ရှိကျွန်တော်တို့အခြေအနေနဲ့ လည်းလိုအပ်တယ်ပေါ့နော်ဆိုတော့ကျမတို့ဒီ society ကိုကာကွယ်တဲ့ဟာမှာနည်းနည်းတော့သူကရှုပ်ထွေးတယ်စိန်ခေါ်မှုတော့များတယ်ပေါ့နော်ကိုတူးတယောက်ချင်းစီပေါ့နော်တနိုင်တပိုင်းကိုရဲ့ပန်ဝင်ခြင်းမှာကိုချစ်ခင်ရတဲ့သူတွေကိုမိသားစုဝင်တွေကိုတငယ်ချင်းတွေကိုကျမတို့ဘယ်လိုမျိုးအကူအညီပေးမလဲဆိုတော့လုပ်လို့ရတယ်ပေါ့နော်အဲ့ဒါကကျမတို့ဘာလဲဆိုလို့ရှိရင်ကျမတို့တေချာနားထောင်ပေးတဲ့ဟာပေါ့နော်အမကျမတို့ကဟို မကျမတို့စီမှာဆိုလို့ရှိရင်အဖြစ်များတဲ့ဟာတစ်ခုပေါ့နော်ဟိုကျမတို့ဘာတွေ့ရကျမလုပ်ငန်းခွင်တွေ့ကြုံနေမှာဟောဆိုရင်ဘာတွေ့ရလဲဆိုတော့တရားဟောကစိတ်ညစ်တယ်လို့ပြောစိတ်မညစ်ပါနဲ့ဒါပြီးသွားမှာပဲပေါ့နော်အဲနေရဒါလေးတောင်မခံနိုင်ဘူးလားပေါ့အဲ့တော့အပြစ်တင်တယ်လို့ပြောတာမျိုးတို့ဝေဖန်လိုက်တာမျိုးတို့အဲ့ဒါတွေကဟိုကျမတို့အခုညရယူလို့စိတ်ကိုလျှော့သွားစေတယ်ပေါ့နော်အဲ့တော့ ဲ့တော့ကျမတို့ကကိုကတငယ်ချင်းတယောက်အနေနဲ့အမိသားစုဝင်တယောက်အနေနဲ့လုပ်ဖို့ကိုင်းတဲ့တယောက်အနေနဲ့ဘာလုပ်ပေးလို့ရလဲဆိုကျမတို့ကတေချာနားထောင်ပေးလို့ရတယ်ပေါ့နော်အဲ့တော့နားထောင်တဲ့အခါမှာကျမတို့မဝေဖန်အော် non judgment ထဲပေါ့နော်မဝေဖန်ဘူးပြီးတဲ့ခါမှာကျမတို့ဒီနှလုံးသားနဲ့နားထောင်ပြီးတာပေါ့နော် empathy ပေါ့ကိုချင်းစာစိမ့်နဲ့နားထောင်ပြီးတယ်ပြီးတဲ့ခါမှာကျမတို့ဒီ genuine ပေါ့နော်ဒီစစ်မှန်မှုနဲ့နားထောင်ပြီးတယ်အဲ့လိုမျိုးကျမတို့အာထိရောက်တဲ့နားထောင်ခြင်းမျိုးကျမတို့လုပ်ပေးလို့ရတယ် အဲ့လိုမျိုးလောက်လာတယ်ဆိုလို့ရှိရင်သူ့အတွက်အဲကျမတို့အကူအညီရယူလိုစိတ်ကိုကျမတို့ဒီအားပေးရရောက်တယ်အဲ့တော့ကျမတို့အာသူကတေချာနားထောင်ပေးတဲ့အခါမှာသူ့ဘက်ကပြောလာတာရှိမယ်ပြောလာတဲ့အခါမှာကျမတို့ကဒီသူဒီအာတက်တည်ခြင်းနဲ့ပတ်သက်ပြီးတွေးနေတဲ့ပလန်ချနေရဆိုတဲ့အချိန်မှာကျမတို့ဘာလုပ်လို့ရလဲဆိုရင်ပညာရှင်နဲ့ကျမတို့ချိတ်ဆက်ပေးလို့ရတယ်ပေါ့နော်အဲ့တော့ကျမတို့ဒီဟာကို အာဖီးထဲမှာဆိုရင်တော့ကျမတို့ psychological first aid လို့ခေါ်တာပေါ့เนาะဒီမှာကျမတို့အာတချင်နေလေလို့ပေါ့တချင်နေဆိုရင်ဒီအာ တစ်ခုခုဖြစ်တဲ့အရေးပေါ်အခြေအနေမှာသွေးထွက်မလွန်တော့အောင်ကျွန်တော်တို့ဆရာဝန်စီမရောက်ခင်မှာရှေးဦးသူနာပြုလုပ်တယ်ပေါ့နော်အဲ့တော့ psychological facet ဆိုတာလည်းကျွန်တော်တို့အဲ့လိုပဲပေါ့နော်ဒီသူ့ရဲ့ဖြစ်နေတဲ့ပြဿနာကိုကျွန်တော်တို့အဓိကသိသိချာချာနားထောင်ပြီးမယ်ပြီးပြီးတဲ့အခါမှာသူ့ကိုကျွန်တော်တို့အားပေးလို့ရတယ်ပြီးပြီးဆိုလို့ရှိရင်လိုအပ်တဲ့အကူအညီကျွန်တော်တို့အာရာယူနိုင်ဖို့အတွက်ပညာရှင်တွေကျွန်တော်တို့အာချိတ်ဆက်ပေးလို့ရတယ်ပေါ့နော်ဒါကကျွန်တော်တို့ဟိုတူတူတယောက်ချင်းစီအနေနဲ့လုပ်လို့ရတယ်ဟာပေါ့နော်ဟုတ်ကဲ့ဆရာမတတ်တည်မှု တစ်ခုဖြစ်ဖို့အတွက်ဘလို့ရင်းမြစ်တွေကရှိလဲပေါ့အများဆုံးဟို ဖြစ်လေရှိတဲ့ရင်းမြစ်လေးတွေပြောပြပြဟုတ်ကဲ့ရှင်ဟုတ်အဲ့တော့ okay ကျမဒီမှာဆူဆိုင်နဲ့ဆက်ဆက်ပြီးတော့မပြောခင်မှာပေါ့နော်အော်ဒီကျမတို့ depression တို့ anxiety တို့ဒီဟာတွေကအာကျမတို့ treatment ယူလို့ရတယ်ပေါ့နော်ဒီ treatment ယူလို့ရတဲ့အခါမှာဆိုရင်ကျမတို့ recover လုံးဝပြန်ဖြစ်တယ်ပေါ့နော်ဒါတွေကဟို ကုလို့မရတာမျိုးတွေဒါမှမဟုတ်ကုအာဒီလူကအားနေလို့စိတ်ခွန်အားမရှိလို့အဲ့လိုမျိုးကြောင့်မို့လို့ကျမတို့က depression တို့ anxiety တို့ဖြစ်တာမဟုတ်ကျမတို့လူတိုင်းဟာအာ ဟိုတစ်ချိန်ပေါ့နော်အချိန်တစ်ခုခုမှာကိုယ်အတွက်ဒီအဆင်မပြေတာဖြစ်တယ်ဆိုဖြစ်လာနိုင်တယ်ပေါ့နော်အဲ့တော့ဒါမဲ့ဒီဟာတွေကကျမတို့ treatment မယူဘူးပေါ့နော်ဥပမာကျမတို့ကဟိုဟိုရှင်ဟိုပေါ့နော်ရှင်ဖွင့်ပြောပြလာတော့လကောင်းကျမတို့ဒီစေဝါနဲ့ treatment ယူလာတော့လကောင်းပေါ့နော်ဒါမှမဟုတ်လို့ရှင်တခြားသောကျမတို့ activity တွေလုပ်ပြီးတော့မှ treatment တော့လကောင်းပေါ့နော်မယူဘူးဆိုလို့ရှင်ဒါတွေကကြာလာတယ်ပြီးတော့ဒီ ုနပြောသလိုပေါ့နော်စိတ်ဖိစီးစရာတဆင်ပေါ်တဆင်ကျွန်တော်တို့ထပ်လာမှာကိုဗစ်ကဖြစ်တယ်အာနာသိန်းနာဖြစ်တယ်အကြမ်းဖက်မှုတွေဖြစ်တယ်ဒါဒါတွေအကုန်ကုန်အလိုမျိုးကျွန်တော်တို့စုပုံလာတဲ့အခါမှာဆိုရင်တော့ဒီစိတ်ကျန်းမာရေးအခြေအနေတွေကဆူဆိုက်ကိုဖြစ်စေနိုင်တယ်အဲ့တော့ဘလို့စိတ်ကျန်းမာရေးအခြေအနေတွေကကျွန်တော်တို့ဆူဆိုက်ကိုဖြစ်စေနိုင်လဲဆိုရင်ခုနနံပါတ်1ပြောခဲ့တယ်ကျွန်တော်တို့ schizophrenia ရှိတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ depression ပေါ့နော်ဒီ depression ရှိနိုင်တယ်နောက်တစ်ခုကကျွန်တော်တို့ဗာလဲဆိုလို့ရှိရင် anxiety ပေါ့နော်ဒီစိုးရိမ်စိမ်းနဲ့ပတ်သက်တဲ့စိတ်ပိုင်းဆိုင်ရာကြေတနာတွေရှိနိုင်တယ်နောက်တစ်ခုကကျွန်တော်တို့ hopelessness ပေါ့နော်မျောလင်းချက်ကျွန်တော်တို့မဲသွားတာဘာမှရှေ့ကိုစဉ်းစားလိုက်တဲ့အခါမှာဘာမှဘလာဘလာနဲ့ ठी ပေါ့နော် emptiness ပေါ့ကျွန်တော်တို့ဘာဆိုဘာမှမရှိတော့ဘူးလို့ခံစားလာရတာပေါ့နော်ဆိုတော့ဒါတွေကအာကျွန်တော်တို့အခြေအကြံမြင်အားဖြင့်ပေါ့နော်ရေပုံများအားဖြင့်ဒီစိတ်ပိုင်းဆိုင်ရပြဿနာတွေဖြစ်စေရဲ့အရာဒီမှာတစ်ဆက်ကျွန်တော်တို့ suicide ကိုဖြစ်စေနိုင်တယ်เนาะအော်နောက်တစ်ခုကျွန်မထပ်ဖြည့်ချင်တာကျွန်တော်တို့ဗာလဲဆိုလို့ရှင် loneliness ပေါ့เนาะ အဲ့ဒါကျတော့အထူးသဖြင့်ကျွန်တော်တို့တက်ကြီးရွယ်အိုတွေမှာဆိုလို့ရှိရင်အဲ့ဟာကကျွန်တော်တို့အဓိက issue တစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအသက်ကြီးရွယ်အိုတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ loneliness အထီးကျန်တဲ့ဟာပေါ့နော်ဒီအထီးကျန်နေဆိုတာကလည်းကျွန်တော်တို့အကိုပေမှာလူတွေဆက်ရောက်ရှိနေလေအထီးကျန်ကျန်တာပဲပေါ့နော်အဓိကကိုယ့်ရဲ့ဟိုကိုယ်ဘေးရလူတွေနဲ့ကိုယ်နဲ့ကိုကိုယ်နဲ့သူတို့ရဲ့အာဒီဆက်ဆံရေးရဲ့ quality ပေါ့နော်အကြီးအသေးဘယ်လောက်ကောင်းလဲအဲပြီးရခါကျတော့ ဟိုအဲ့ဟာပေါ်မှာကိုယ့်ရဲ့ခံယူချက်ပေါ်မူတည်ပြီးလူတစ်ယောက်ကကျမတို့ဟာဟိုအထီးကျန်နေမကြံဘူးဆိုတာဖြစ်တာပေါ့နော်အဲ့တော့ကျမတို့က ဟိုတက်ကြီးဝင်ဦးတွေမှာလဲ suicide လောက်တာတွေရှိတယ်ပေါ့เนาะဒါအဲ့အဲ့ခါကျတော့တက်ကြီးဝင်ဦးတွေမှာ suicide လောက်တဲ့အကြောင်းအရာတွေမှာဆိုရင်ဒီ loneliness ပေါ့เนาะအထူးကြံတဲ့ဟာကကျမတို့အာ risk factor အနေနဲ့ရှိမယ်ပေါ့เนาะနောက်တစ်ခုကျမဒီအသက်အရွယ်အပိုင်းချလိုက်ပြောမှာဆိုကျမတို့ဆယ်ကျော်သက်ကလေးအရွယ်တွေပေါ့เนาะအဲ့တော့ဒီဆယ်ကျော်သက်ကလေးအရွယ်တွေမှာじゃကျမခုနကလည်း mention လုပ်ခဲ့မှာကျမတို့ဟိုဒီ bullying ပေါ့เนาะဒါကလည်းကျမတို့ဟိုအဓိကထားပြီးတော့ ဟိုအာယုံဆိုင်ရမယ်အကြောင်းအရာတစ်ခုဖြစ်တယ်ပေါ့နော်ကျွန်တော်အဲဘူလင်းရလည်းဖြစ်နိုင်တယ်ပြီးတော့ကျွန်တော်တို့ဒီ channel ပြောမယ်ဆိုလို့ရှိရင်တော့အရင်စုဆိုင်အတံမလုပ်ဘူးတယ်ဆိုလို့ရှိရင်ဖြစ်နိုင်တယ်နောက်တစ်ခုလက်ရှိစိတ်ပိုင်းဆိုင်ရာပေါ့เนาะ condition mental health condition ခုခုရှိရဆိုဖြစ်နိုင်တယ်နောက်တစ်ခုကျမတို့အသက်ရွယ်ပိုင်းချလိုက်ပေါ့เนาะမကလေးမှာဆိုရင်ဒီ ပူလီပေါ့နော်ဒီပူလီဂျုံရတာကိုမှဥမာမိသားစုက support မလုပ်နိုင်ဘူးအပြီးရခါကျတော့ဥမာကျောင်းက support မလုပ်နိုင်ဘူးဆိုရင်ဒါကြီးကျမတို့ဖြစ်နိုင်တယ်အလေးပေးဖို့လိုတယ်နောက်ဒီတက်ကြီးဝင်ဦးဒီမှာဆိုလို့ရှိရင်ကျတော့အထီးကျန်မှုပေါ့နော်ဟောနောက်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 တစ်ခုပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျမတို့အခုဆိုလို့ရှိရင်ကျမတို့ခုနအစပိုင်းမှာလည်းမိတ်ဆက်တဲ့ထဲမှာလည်းကျမတို့ပြောပြောခဲ့ကြရတယ်ပေါ့နော်အဲ့ဒီကျမတို့ကိုဗစ်ကိုဗစ်ကာလရဲ့ဒီအာနာသိမ့်တဲ့ဟာရင်မှာ အိမ်မှာနေတဲ့အချိန်အားလည်းများလာတယ်။စီးပွားရေးပေါ်မှာတက်ရောက်မှုတွေလည်းများလာတဲ့ခါကျတော့ကျွန်တော်တို့အိမ်တွင်းအကြံဖတ်မှုတွေလည်းများလာတယ်ဆိုတဲ့ဟာကျွန်တော်တို့ပြောရတယ်ပေါ့နော်။အဲ့တော့အိမ်တွင်းအကြံဖတ်မှုတွေကျွန်တော်တို့ကြားမအခြေပြုပေါ့နော်။ဒီအကြံဖတ်မှုတွေပေါ့နော်။ Domestic violence တွေ gender based violence ပေါ့နော်။အဲ့ဒါတွေကလည်းကျွန်တော်တို့ဒီ society risk factor တွေတဲကတစ်ခုဖြစ်တယ်ပေါ့နော်။အဲ့တော့ society ကိုဖြစ်စေတဲ့ risk factor တွေကတော့ကျွန်တော်တို့အများကြီးပဲအကုန်စုပြီးတော့ပေါ့နော်။ကျွန်တော်တို့ စဉ်းစားဖို့လိုမယ်အာဒါပေမဲ့အိုက်ထေရမှာကျွန်တော်တို့ဒီ common ဖြစ်တဲ့ဟာတွေဆိုလို့ရှင်တော့ဒီအချက်လက်လေးတွေရှိပါတယ်ရှင်ဟုတ်ကဲ့နောက်ပြီးတော့ဆရာမကျွန်တော်တို့ဒီမှာကဒီဖွံ့ဖြိုးပြီးနိုင်ငံတွေလိုမျိုးစိတ်ကုထုံကိုကျွန်တော်တို့ယူတာအရန်ရှာတယ်ဟုတ်တယ်အများအားဖြင့်ကကျွန်တော်တို့စီမှာကဒီစိတ်ဆရာဝန်နဲ့ပြတယ်ဆိုလို့ရှိရင် तू ကယူနေလို့ပေါ့စသဖြင့်ဒါမျိုးတွေအထင်ခံအပြောခံရတဲ့ခါကျတော့လူတွေကစိတ်ဆရာဝန်တွေတော့အမြဲတမ်းကြောက်တယ်ပေါ့ဟုတ်တယ်အဲ့တော့ဟို တကယ်လက်တွေ့မှာတော့ကျွန်တော်လေ့လာတာတော့ဆိုလို့ရှိလို့ရှင်တော့စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုရှိပြီဆိုရင်စိတ်ဆရာဝန်နဲ့ပြလိုက်တာဒီအနေရဲ့အကင်းဆုံးအခြေအနေလို့သိရတယ်ဆရာအဲ့ဒါနဲ့ပတ်သက်ပြီးရှင်းပြပြီပေါ့ဟုတ်ကဲ့ဆိုတော့ဒီဒီမေးဖို့လည်းအရန်ကောင်းနေပေါ့နော်ကျွန်မဒီဟာ public ကသိကိုသိရမယ်ဟိုအကြောင်းအရာလို့ကျမကတော့ပြောချင်တယ်ပေါ့နော်ခုနအရက်သုံးစကားဆိုဟာယူတယ်ပေါ့အဲအဲ့လိုမျိုးကျမတို့ထင်တာပေါ့နော်တကယ်တမ်းကျတော့ကျမတို့အဲ့ဒါမဟုတ်ဘူးပေါ့နော်အဲဘာလို့လဲဆိုတော့ အာကျမတို့ကဒီစိတ်စိတ်ခံစားချက်တွေပြမတို့ဒီ depression ပေါ့နော်။ဟိုမှာကျမတို့ depression မဲဆိုပါတော့ဒါ common ဖြစ်တဲ့အတွက်ကျမဥပမာပေးမယ်။ဟိုမှာကျမတို့ဒီ depression ဖြစ်ပြီဆိုလို့ရှိရင်ဒီအာကျမတို့ကပုံမှန်အားဖြင့်တော့အာဟိုမှာဟိုပေါ့နော်။ဟိုတက်ကြွမှုမရှိတော့ဘူးပေါ့။ဟို motivation တွေကျလာတယ်ပေါ့နော်။ပြီးပြီဆိုလို့ရှိရင်ဟိုတစ်ခုခုဆိုရင်အာရုံစိုက်လို့မရတော့ဘူးပေါ့နော်။ ဒီလူဝစိတ်ခံစားချက်အမကောင်းတော့ဘူးပေါ့နော်အရင်တော့ကအလုံနေကြအရာတွေမလုံနိုင်တော့ဘူးတို့အဲ့အရာတွေတို့ပြီးရင်ဟိုအိတ်အိတ်တာမှာအိတ်လို့မပြောတာဒါမှမဟုတ်အရန်အိတ်တာအဲကျမတို့အဲ့အရာတွေအပြင်ကိုကျမတို့ဘာဖြစ်လဲဆိုတာကျမတို့အပြင်မှာပြတဲ့လက္ခဏာရက်တွေပေါ့နော်ဒါပေမဲ့ဒီကျမတို့ရဲ့ဒီအုံနောက်ထဲမှာဆိုလို့ရှိရင်ကျမတို့ hormone changes တွေကျမတို့ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကိုယ့်ရဲ့ depression ပေါ့နော်ဒီပြင်းထန်လာပြီပြီးတော့ခံစားနေရတာကြာပြီဆိုတော့ဥမာ6လလောက်ရှိပြီတစ်နှစ်လောက်ရှိပြီဆိုလို့ရှိရင်ကျမတို့ဒီ treatment ဒီအာကျမတို့အာစုသွားတဲ့နယ်ပေါ့နော်ဥမာဘယ်လိုမျိုးစုသွားတဲ့နယ်ဆိုရင်ကျမတို့အရင်ဆုံး psychiatrist နဲ့ကျမတို့တိုင်ပင်မှုလုပ်ရတယ်ပေါ့နော်လိုအပ်တယ်ဆိုကျမတို့ဆေးဝါးတောက်ဖို့မကြောက်ပါနဲ့အဲကျမ အဲ့ဒါပေါ့နော်အဲ့ဒါတစ်ချက်ရယ်နောက်တစ်ခုကကျမတို့အဲစီမာဆိုရင်ဒီဆေးတွေကဆွဲတယ်ပေါ့နော်ဒီဆေးတောက်နိုင်ငါတော့အဲတောက်လျှောက်တောက်သွားတော့မှာပဲဆိုပြီးအဲ့ဒါမျိုးလေးကျမတို့ရှိအဲ့တော့လိုအပ်တဲ့ချိန်မှာကျမတို့ဒီဆေးဝါအကူအညီရယူဖို့လိုတယ်အဲ့တော့ဒါကလည်းကျမတို့ကိုယ်တိုင်ဆုံးဖြတ်တယ်ဆိုမှားတာမျိုးတွေဖြစ်နိုင်တယ်အဲ့တော့ psychiatrist ကိုကျမတို့သွားပြီးတော့အာတိုင်နေမယ်ဆွေးနွေးမယ်ပြီးရခါမှာကျမတို့ဒီဘက်က talk therapy ခေါ်တာပေါ့နော်ဒီအာ counselor နဲ့စကားပြောတာမျိုးလုပ်မယ်ပြီးရခါမှာနောက်ဒီကိုယ့်ရဲ့ဒီကိုကိုကို အာဂယူဆိုင်တဲ့အာအကြောင်းအရာလေးပေါ့နော်။ဟိုရဲ့ရုပ်ကျမ်းမာရေးပေါ့။အာဟိုမှာဟိုအဟာရပြည့်ဝအောင်စားတာ၊ကျန်းမာရေးနဲ့ညီညွတ်အောင်နေထိုင်တာဒါလေးတွေကျွန်တော်တို့အဲ့လိုမျိုးသုံးခုလုံးပေါင်းလုပ်တိုက်တယ်ဆိုကျွန်တော်တို့ရဲ့ recovery ကအရန်ပိုကောင်းသွားမယ်၊ပိုပြီးတော့မြန်သွားမယ်ပေါ့နော်။ဆိုတော့အဲ့တော့ကျွန်မအနေနဲ့ဆိုလို့ရှိရင်တော့ဟိုကျွန်တော်တို့က safe ဖြစ်ဖို့အတွက်ဆိုရင် sacrifice တွေကိုတိုင်ပင်ဖို့ကျွန်တော်တို့လိုအပ်တယ်ပေါ့နော်။ကျွန်မအနေနဲ့အဲ့လိုမျိုးဟုတ် ြောချင်ပါတယ်ရှင်ဟုတ်ကဲ့ဆရာမနောက်ဆုံးအနေနဲ့တစ်ခုမေးချင်တာကဒီမြန်မာနိုင်ငံလက်ရှိအခြေအနေရမြန်မာနိုင်ငံမှာရှိနေတဲ့သူတွေအနေနဲ့ဒီစိတ်ထွက်ပေါက်တွေပိတ်နေကြတဲ့အခြေအနေမှာရှိတယ်သူတို့အနေနဲ့ဒီကြုံနေရတဲ့ပြဿနာတွေကိုထွက်ပေါက်တစ်ခုအနေနဲ့ရအောင်ဆိုလို့ရှိရင်ဘယ်လိုပုံစံမျိုးဟုတ်နေတဲ့လေဘလို့ပုံစံမျိုးပြုတ်မှုတင်တယ်လေသူတို့ရဲ့ lifestyle ကဘလို့ဖြစ်တယ်လေပေါ့အဲ့ဒါလေးအကျံပြုတ်ပေးပါဦး ဟုတ်ကဲ့ပါရှင်ဆိုတော့ကျမတို့ဒီကိုယ့်ရဲ့စိတ်ဖိစီးမှုကိုဖြေလျှော့တဲ့နီလန်းပေါ့နော်အဲဒီကျမတို့ကိုယ့်ရဲ့စိတ်ဖိစီးမှုကိုဖြေလျှော့တဲ့နီလန်းဟာများလေလေကျမတို့ကောင်းလေလေပဲပေါ့နော်ဥပမာကျမကထားပါတော့ဒီတစ်ခေါက်စိတ်ညစ်တယ်ကျမတငယ်ချင်းကိုရင်ဖွင့်လိုက်တယ်ပေါ့နော်ဥပမာနောက်တစ်ခေါက်ကျမစိတ်ညစ်တယ်တငယ်ချင်းကိုရင်ဖွင့်လိုက်တယ်ဆိုရင်ဥမာကျမတို့အရက်၃၅နဲ့ဆိုရင်စိတ်မစိတ်မတိုးတော့တာလို့မျိုးပေါ့နော်။ဥမာနောက်တစ်ခေါက်ကျတော့ရင်ဖွင့်ရင်လည်းကိုက ဟိုဒီစိတ်ဖြစ်စီမှုကြီးอ่ะတတရာမရတော့ဘူးပေါ့เนาะအဲ့တော့ကျမတို့ဘာဖြစ်လဲဆိုကျမတို့နီလန်းများများရှိလေလေကိုက ကိုယ်တော့ကောင်းနေလေပဲပေါ့နော်ဥပမာတချို့ပြဿနာတွေကကျတော့ကျမတို့အာတိုင်မင်ဆွေးနွေးမှာအဆင်ပြေတာမျိုးရှိအဲ့တော့ဥပမာတချို့ပြဿနာတွေကိုကျတော့ကျမတို့ကတိုင်မင်ဆွေးနွေးမယ်ပေါ့နော်ဥပမာဒီတချို့ပြဿနာဖြစ်တဲ့အချိန်ကျတော့အာဟိုအားကစားလုပ်လိုက်မယ်ပေါ့ဒါဒါကျမဥပမာပြောတာပေါ့နော်ဥပမာတချို့ပြဿနာဖြစ်တဲ့အချိန်မှာကျတော့ကိုကဂစ်တာတီးရတာကြိုက်တယ်ဆိုဂစ်တာတီးလိုက်တယ်ပေါ့နော်ဥပမာအာအဲ့တော့ကျမတို့ဘာလဲဆိုရင်ကိုရဲ့စိတ်ဖိစီးမှုဖြေရှင်းတဲ့နီလန်းတွေကိုကျမတို့ကိုယ့်ကိုယ်ကိုတီးဖို့လိုတယ်ပေါ့နော်အဲ့တော့အရင်ဆုံး အဲကျမတို့ကိုကဘလို့ဘလို့မျိုးကိုရဲ့စိတ်ဖြစ်စီမှုဖြေလျှော့ရတာကြိုက်လဲဆိုတာသိဖို့လိုတယ်ပေါ့နော်အဲ့တော့ကိုရဲ့စိတ်ဖြစ်စီမှုဖြေရှင်းနီလန်းကိုတိသွားပြီဆိုရင်အဲ့ဒါကဘယ်နှခုလဲကျမတို့ပြန်စဉ်းစားကြည့်မယ်ပေါ့နော်ဥပမာကိုကအရင်အပေါ့နော်ဒီစိတ်ရှုပ်လာပြီဆိုရင်ဖွင့်ရတာကြိုက်တယ်အဲနောက်တစ်ခုကထပါတော့ကျမတို့ဟို ဟိုပါတော့မုံသွားစားရတာကြိုက်တယ်ဆိုပါတော့အဲ့နှစ်ခုပေါ့ကျွန်တော်တို့အဲ့နှစ်ခုတည်းဆိုတာထက်မှနောက်ထပ်ဘာထပ်လုပ်လို့ရနိုင်သေးလဲပေါ့နော်။ဥမာကျွန်တော်တို့ဥမာတငယ်ချင်းကိုရင်ဖွင့်မယ်မုံသွားစားလိုက်မယ်အဲနောက်တစ်ခုကကျွန်တော်တို့ထားပါတော့တချင်းအော်ဆူလိုက်မယ်အဲနောက်တစ်ခုကဥမာ အာမနောပန်းချံကိုလမ်းလျှောက်သွားလိုက်မယ်ပေါ့ဒါမှမဟုတ်ခီးတစ်ခုထွက်လိုက်မယ်ပေါ့အဲ့ဒီမျိုးကျမတို့မှာဖြည့်ရှင်းမှုနီလန်းများလေလေကျမတို့အတွက်အကျိုးရှိလေလေပဲပေါ့နော်ဟုတ်ကဲ့ဆင်မအခုလို့ဆွေးနွေးပြတာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ကျမလည်းဖြည့်ဆို့ခွင့်ရတဲ့အတွက်ဟုတ်ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ကဲအခုဆိုရင်ကိုကိုကိုတတ်သေးတာတွေနဲ့ပတ်သက်ပြီးဘယ်လိုကြော်ဖြတ်မလဲတန်ဝင်းကြီးကကိုချစ်ခင်ရသူတွေဒါမျိုးကြုံရင်ဘယ်လိုကူညီရမလဲဆိုတာကောင်းကောင်းနားလည်သွားပြီလို့ယုံကြည်ပါတယ် ဒီတော့ကုပ္ပံဝင်ကြီးကတယောက်ယောက်ကစိတ်ညစ်စရာတွေကြုံတွေ့ရလို့ရင်ဖွင့်ခြင်းနဲ့ဆိုရင်မွေဖန်ပဲနဲ့နှလုံးသားနဲ့နားထောင်ပေးမယ်။ကိုကျင်းစာစိတ်နဲ့နားထောင်ပေးမယ်။လိုအပ်ရင်စိတ်ပညာရှင်တွေနဲ့ကုသနိုင်မှုကူညီပေးမယ်ဆိုတာမျိုးလုပ်ရမယ်လို့နားလည်သွားပြီလို့ထင်ပါတယ်။ဒါဆိုရင်ကိုချစ်ရခင်ရတို့တွေအဖြစ်ဆိုးတွေမကြုံအောင်ကူညီပေးလိုက်နိုင်ပါပါ။နောက်ပြီးကိုကိုတိုင်းလည်းဘလုံနီးလန့်နဲ့စိတ်ဖြစ်စီမှုဖြစ်လျှော့မလဲဆိုတာကိုလေ့လာထားဖို့လိုပါတယ်။စိတ်ဖြစ်စီမှုဖြစ်လျှော့မဲ့နီးလန့်တွေများလေလေစိတ်ဖြစ်စီမှုနေပါပြီးကျမ်းမာပျော်ရွှင်တဲ့ဘဝကိုရလေလေပါပဲ။ အခုလိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ကိုပတ်ဝင်းညင်ကတို့တွေလည်းဒီအကြောင်းအရာတွေကိုသိရှိဖို့မျှဝေပေးကြပါအောင်လို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ